Hello guys အားလုံးပါမိသားပါအာဒီတစ်ခါမှာတော့ဗောနော် collateral reading လေးတခုလုပ်ပေးမယ်အဲ့ဒီ collateral reading လေးကဘာထွက်လဲဆိုတော့တစ်ဖက်လူကပြောချင်တဲ့စကားလေးပဲဗောနော်တစ်ဖက်လူကပြောချင်တဲ့စကား channel message တွေကို collateral reading လေးလုပ်ပေးမယ် and ဘသူတွေတော့ရည်ရွယ်လဲဆိုချိန်ညာ twin flame တွေအတွက်ရည်ရွယ်ရပေါ့เนาะ twin flame ဆိုတာကအာ twin flame အစစ်အမှန်တွေကိုပဲရည်ရွယ်ရပေါ့เนาะတချို့တွေကဒီ comment နဲ့ twin flame နဲ့ဥမာကြရပေါ့เนาะအဲဒီ comment တွေအတွက်ကိုတော့မရည်ရွယ်ဘူးအဲ twin flame တွေ twin flame အစစ်အမှန်တွေအတွက်ကိုပဲရည်ရွယ်ပါတယ်ပေါ့เนาะ အဲ့တော့ twin flame ရှင်းမှန်နေအချင်းချင်းပေါ့နော် no no contact ဖြစ်မယ်နော် twin flame ရှင်းမှန်နေကြည့်ပဲလောလောဆယ်မှာအဆက်အသွယ်ပြန်နေတဲ့အဲ twin flame နေပေါ့နော်အဲ့ဒါတွေကိုရွရွပြီးတော့မှအာဒီတဖန်သူကသူ့ဘက်ကပြောရှင်းနေတဲ့စကားလေးတွေကိုအာဒီ heart shape နော် heart shape oracle လေးနဲ့ပြောပေးမယ်ပေါ့နော်အာဆိုလို့ရှိရင်နော်ကျွန်မအရှက်ဖယ်လေးနည်းနည်းလုပ်လိုက်မယ်နော် တရားလေးကလည်းနည်းတော့ shuffle လုပ်ရအောင်ခတ်တယ်။အရှိန် oracle လေးကနေတဆင်းဒီ twin flame ရှင်မလေးတွေပေါ့နော် twin flame ရှင်မလေးတွေကိုအချင်းချင်းအဆက်အသွယ်ပြနေကြတဲ့ twin flame ရှင်မလေးတွေအချင်းချင်းဘာပြောချင်လဲ။အားလေးပြပြပြီးပါ twin flame ရှင်မလေးတွေတော့ကိုရှိရပါတယ်။ဒီ hashing oracle နော်။ဘာပြောချင်နေလဲ။ twin flame စမလေးတွေတခုရှိရပါတယ်။ဆက်သွယ်ပြနေတဲ့ twin flame စမလေးတွေတခုရှိရပါတယ်။ twin flame စမလေးချင်းချင်းဖပြောချင်းနေကြတယ်။ twin flame 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 ချင်းချင်း okay Thank you. ထူဖိန်ချင်းချင်းပါပြောချင်နေကြတယ်ဆက်သွယ်မရတဲ့အချိန်မှာထူဖိန်လေးချင်းချင်းပါပြောနေကြတယ်ပါပြောချင်တယ်โอเคမင်းရဲ့နာမရှိနေရတဲ့စိတ်မလုံးကြုံသူလိုခံစားရတယ်တဲ့နော်အာပြောမယ်ဆိုလို့ရှိရင်တော့ဒီကြည်နေရဲ့ เนาะတစ်ဖက်က twin လေးပေါ့เนาะတစ်ဖက်က twin လေးတွေအတွက်အရှိန်အဝါပေါ့တစ်ဖက်က twin လေးတွေရဲ့အရှိန်အဝါအကြောင်းသူ့အနေနဲ့อืมသူသူဟာနေသူပေါ့เนาะစိတ်မလုံးမချုံခံစားနေရတာပေါ့เนาะအဲ့လိုမျိုးခံစားနေရတယ်တဲ့ကြီးလိုက်လို့ပြောမယ်ဆိုလို့ရှိရင်ကွာအာတစ်ဖက်ကယောက်ျားလေးတစ်ဖက်ကမိန်းကလေးကိုတအားကြိုက်နေမှဖြစ်ဖြစ်ပေါ့เนาะဒီရမလား အဲ့လိုမျိုးဆိုလို့ရှိရင်နေရထိုင်ရခတ်ပြီးတော့မှရှိန်နေတာကိုကိုကိုမလုံတလို့ခံစားရတာမျိုးပေါ့နော်ဒါမျိုးလေးခံစားရတယ်နော်အာပြီးတော့လို့ရှိရင် I love the way you dress နော်မင်းဝတ်စားစီရင်ပုံလေးကိုသူချစ်ခင်နဲ့တတ်တယ်ပေါ့နော်ချစ်ချစ်တယ်ပေါ့နော်မင်းဝတ်စားထားတဲ့ပုံဝတ်ပုံစားပုံလေးပေါ့နော်အာဝတ်စားလေးလေးပေါ့နော်နောက်တစ်ခါ She brought the light back into my life. Oh my god. Yeah. ငါရဲ့ဘဝတွေကိုပေါ့နော်မင်းကဝင်လာခဲ့တယ်ငါရဲ့ဘဝကိုအမ်ဘယ်လိုပြောမလဲတတ်သွင်းပြီးရေပေါ့နော်အတိတ်ပဲမဲ့နေတဲ့အချိန်မှာငါရဲ့ဘဝကိုအမ်ဘယ်လိုပြောမလဲအသက်ဝင်လာစီတယ်ပူပြီးတော့မှအာလှုပ်ရှားလာစီတယ်အသက်ဝင်လာစီတယ်အဲငါရဲ့ဘဝကိုမင်းကပြန်ပြီးတော့မှအာရှင်းတန်စီခဲ့တယ်ပေါ့နော်ပြန်ပြီးတော့မှယူဆောင်လာခဲ့တယ်ပေါ့နော်အဲပြောရမယ်ဆိုလို့ရှိရင် and အဲ့တော့ကြောင့်မိုဒီ twin flame နေချင်းချင်းဆိုလို့ရှိရင်လည်း twin flame connection လေးရှိရတယ် twin flame တယောက်နဲ့မတွေ့မချင်းမှာကိုယ့်ရဲ့ဘဝမှာတခုခုလိုနေတလို့မျိုးအများနဲ့ခံစားရတယ်နော် a twin flame နေနဲ့တွေ့ပြီးရဲ့အချိန်မှာအဘယ်အဲ့ဒီတခုခုလိုအပ်နေတယ်ဆိုတဲ့အရာပေါ့နော်တခုခုအခြေရေးမှာ certified မဖြစ်ဘူး and ဒီလူနဲ့တွေ့တဲ့ certified မဖြစ်ဘူးဟိုလူနဲ့တွေ့တဲ့ certified မဖြစ်ဘူး twin flame နဲ့တွေ့တဲ့အချိန်ကျမှပဲကိုယ့်ရဲ့စိတ်ထဲမှာချိန်နှက်မှုဖြစ်တာပေါ့နော်အဲ ကိုယ့်ရဲ့ဘယ်လိုပြောရမလဲကိုယ့်ရဲ့ဒီအသေးတရှာပေါ့နော်အသေးတရှာလို့ပဲပြောရမလားတချို့ကြာလဲနံရိုးနံရိုးတခြားပေါ့အဲဒါမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးအဖီလင်မျိုးလေးတွေခံစားလာရတယ်ပေါ့နော် twin flame နဲ့တွေ့တဲ့အခါမှာအခုဒီမှာလဲသူပြောထားတာသူရဲ့ဘဝကသူရဲ့ဘဝကတော်ဝင်လာစီခဲ့တယ်ပေါ့နော်သူရဲ့ဘဝကရှင်သန်လာစီခဲ့သူရဲ့ဘဝကတော်ဝင်လာစီခဲ့တယ်ဆိုတော့ စကားလေးပေါ့နော်ဒါ twin flame ကသူပြောချင်တဲ့စကားလေးပါနောက်တစ်ခါကျတော့ I'm focused on my career and finance ခုချိန်မှာသူ career နဲ့ finance ကိုပဲနောက်သူရဲ့တမွေးဝမ်းကြောင်းနဲ့သူရဲ့ငွေရေးကြေးရေးကိုပဲပေါ့နော်သူအာစိတ်ဝင်စားနေတယ်အဲ့ဒီပုံမှာပဲအာရုံထားနေပါတယ်တဲ့နော်နောက်တစ်ခု I'm scheduled that I'm scheduled that someone in เนาะသူဘွားရတယ်တစုံတယောက်ကိုဝင်ခွင့်ပေးဖို့ရအောင်သူကြောက်နေတယ်ပေါ့เนาะသူဘွားရတယ်တစုံတယောက်ဝင်ခွင့်ပေးဖို့သူကြောက်နေပါတယ်တဲ့เนาะ I'm sorry for being toxic เนาะအဲသူ toxic ဖြစ်ခဲ့တဲ့တကြောင်မို့လို့အဲအဲ့အတွက်တောင်းပန်ပါတယ်เนาะ toxic ဆန်ခဲ့တဲ့အတွက်တောင်းပန်ပါတယ်သူတကယ်ပေါ့เนาะ toxic ဆန်ခဲ့တယ်ဆိုတာထက်ပေါ့เนาะအဲတကယ်တမ်း twin flame ရဲ့သဘောတဘာဝအရာဆိုလို့ရှိရင်ကိုယ်နဲ့သူเนี่ยအကြည့် ပါဟက်ဘစ်တီနော်ပါဟက်ဘစ်တီတူနေရဲ့အဲတောင်နဲ့တောင်ပါဟက်ဘစ်တီတူနေရဲ့တကြောင်မလို့ရှိနေကိုရဲ့ပါဟက်ဘစ်ကိုလည်းလက်မခံနိုင်တာဖြစ်နိုင် သူသူရဲ့ပါဟက်ဘစ်ကိုလည်းလက်မခံနိုင်တာမျိုးတွေဖြစ်တယ်အဲဖြစ်တတ်တယ်ပေါ့နော်အဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတောင်နဲ့တောင်တော့ဆက်ဆံတလူတွေဖြစ်ကြတယ်နော်အစင်မပြေကြဘူးပေါ့อืมသူရဲ့ကိုကို လူတစ်ယောက်ကကိုယ်မှရှိနေတဲ့အကျင့်ဆိုးတွေဆိုလို့ရှိရင်ဖုံးကွယ်ထားခြင်းနဲ့လက်မခံခြင်းတို့အမျိုးကြီးရှိရတယ်။เนาะအဲ့တော့အချင်းချင်းပြန်တွေ့တဲ့အခါမှာဒါမျိုးကြီးဖြစ်လာတယ်เนาะ I look at your picture on my phone เนาะသူ့ရဲ့ဖုန်းထဲမှာရှိရမင်းရဲ့ပုံလေးကိုကြည့်နေတယ်เนาะသူ့ဖုန်းထဲမှာရှိရမင်းရဲ့ပုံလေးကိုကြည့်နေပါတယ်တဲ့เนาะပြောရှင်းသေးတယ်နောက်ထပ် twin flame လေးရင် ရှက်ဖိတ်တော့တော့မကောင်းပါဘူးကွဒီ heart shape ကကဲရေဒါလေးကြာလာရယ်နော်အာယူက wifi husband material နော်မင်းကအဲ့နာအမ်ပြုဖို့ရပါတော့အချက်အလက်တွေရေးချင်တဲ့အချက်အလက်တွေ ਨੇ ပြည့်စုံတဲ့လူတယောက်ပါတဲ့နော်အလူပိုင်းကြိုက်ချင်ကြရတယ်ပေါ့နော်အခုကြည့်နေရဲ့ collateral လေးပေါ့နော်အခုကြည့်နေရဲ့ twin လေးတွေကိုအလူပိုင်းကကြိုက်ချင်ကြတယ် ဒီခေမောင်းကောင်ပေါ့နော်ဇနီးကောင်ပေါ့နော်ဒီအချက်အလက်တွေနဲ့ပြည့်စုံတဲ့သူတရားပေါ့နော်လူတွေကြိုက်ချင်ကြတဲ့လူတရားဖြစ်တယ် I'm truly sorry you deserve better no I'm truly sorry you deserve better ငါတကယ်ကိုဟုတ်တောင်းပန်ပါတယ်ပေါ့နော် ငါတကယ်ကိုတောင်းပန်ပါတယ်တဲ့เนาะမင်းကအာဒီထက်ပိုကောင်းမှန်းနဲ့ထိုက်တန်ပါတယ်ပေါ့เนาะသူအနေနဲ့အမ်သူရဲ့အခြေအနေပေါ့เนาะဒီ twin flame ရဲ့တဘာဝလည်းအဲ့လိုပဲလीเนาะကိုယ့်ရဲ့မကောင်းတဲ့အခြေအနေသူရဲ့မကောင်းတဲ့အခြေအနေကအာအချင်းချင်းကပြန်ပြီးတော့မှသူများထပ်ဆာလို့ရှင်ပုံမြင်တတ်တယ်เนาะပုံမြင်တတ်တယ်အမ်ဒီချိန်မှာတယောက်နဲ့တယောက်အဆင်မပြေဖြစ်ကြတာပေါ့เนาะအဆင်ပြေဖြစ်ကြတဲ့အတွက်ကြောင့်မလို့တဲ့ ဒီထက်ပိုကောင်းတာနဲ့ထိုက်တန်ပါတယ်ပေါ့နော်အဲ့လိုမျိုးပြောထားတယ်ဒါပေမဲ့တစ်ခါကလူတွေအနေနဲ့ကလည်းလက်ခံကျင်မှာမတော့မဟုတ်ဘူးဒီစကားနော်နောက်တစ်ခါ I see you in my dream နော်ငါမျိုးငါရဲ့အိမ်မှာထင်မှတွေ့နေတယ်တဲ့နော်နောက်တစ်ခုကကျတော့ I think apart အာခုချိန်မှာတယောက်နဲ့တယောက်ပေါ့နော် Oh sorry I think time apart is perfect forest right now တချို့တွေကနိုင်ငံရခြားလူတွေပါလိမ့်မယ်เนาะနိုင်ငံရခြားလူတွေပါတယ်အချိန်လေးအေးဝေးกว่านี่จ้าလဲကောင်းပါတယ်သူကအဲ့လိုမျိုးပြောထားတယ်အာနောက်ပြီးတော့ပေါ့เนาะအမ် time apart ဖြစ်တာအချိန်စံတော်ချိန်တွေမတူတာဆိုတာထက်နောက်တစ်ခုကကျတော့အဲသူနဲ့ကိုယ်နဲ့အားတဲ့ချိန်တွေမတူတာမျိုးပေါ့เนาะသူအဲ့လိုမျိုးလေးဖြစ်နိုင်တယ်เนาะကိုတနိုင်ငံနဲ့ရှိနေရဆိုလို့ရှိရင်သူနဲ့ကိုယ်နဲ့ အားတဲ့အချိန်လေးမတူတာမျိုးလေးလည်းရှိနိုင်တယ်အဲ့လိုမျိုး time apart ဖြစ်နေရလဲကောင်းပါတယ်သူကအဲ့လိုမျိုးပြောထားတယ်နော် i need i need to heal my inner child နော်သူရဲ့ inner child အဲ့နဲ့ပတ်သက်ပြီးတော့မှာပေါ့နော် healing လုပ်ဖို့အာလိုအပ်နေတယ်တဲ့နော်သူနောက်တစ်ခုကကြတော့ I'm going through a spiritual awakening. Now, the spiritual, the spiritual journey, my spiritual journey, my ဟိုဘယ်လိုပြောရမလဲဖြတ်တန်းနေရပေါ့နော် spirit creature နေမှာသူဖြတ်တန်းနေရအဲနောက်တစ်ခုကကြတော့ you are the best sign ever her main တွေ့ဘူးသမျအရာအလုံးနဲ့ငါတွေ့ဘူးသမျအလုံးနဲ့ပါမင်းကငါပိုင်ဆိုင်ခဲ့ဘူးသမျအရာအလုံးနဲ့ပါမင်းကအကောင်းဆုံးပဲနော် okay ်တော့ထပ်ကြည့်မယ်အာ I'm too much I'm too much for I uh or I care too much for other things เนาะတခြားသူတွေအေးဘာပြောလဲဘလို့တွေးလဲဆိုတော့ငါအရင်ကြီးစိုက်တတ်တဲ့လူမျိုးဖြစ်တယ်เนาะကဲအဲ့တော့ဒါလေးကြည့်နေရလဲများပြီဆိုတော့ friend friendly လည်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ oracle လေးနည်းနည်းကြည့်မယ်။ not the oracle လေးနည်းဖြစ်မယ်။ okay ထွက်လာပြီ။ဘာပြောစရာရှိလဲ။ oh sure. do do you think about me too เนาะမင်းရောကအကြောင်းကိုတွေးနေ do you think about me at late late at night เนาะမင်းရောညနေတဲ့ခါမှာငါအကြောင်းကိုတွေးမိတာတဲ့เนาะ သူကတော့တွေးမိနေတဲ့သဘောမှရှိရဲ့เนาะဒီမှာညံ့တဲ့ချိန်မှာပေါ့ထိုင်ပြီးတော့အိမ်ပြောတဲ့ချိန်မှာအာညံ့တဲ့ချိန်မှာထိုင်ပြီးတော့မှသူတွေးမိနေရပေါ့เนาะอืมနောက်တစ်ခုโอเค how do we how do we go from everything to nothing no ငါတို့ညကအရာရာနေပြီးတော့မှအဲ့နော်အရာရာနေပြီးတော့မှဘယ်ရာမှမရှိတော့တဲ့အနေထားကိုပေါ့နော်ဘယ်လိုလောက်ရောက်သွားခဲ့တာလဲတဲ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့အတူရှိခဲ့တဲ့အချိန်အတူရှိခဲ့တဲ့ဟာနေပတ်သက်ပြီးတော့မှဘယ်လိုတယောက်နဲ့တယောက်ဘယ်လိုလောက်ဝေးကွာသွားကြတာလဲပေါ့နော် အာပြောတာပါအရာရာနေပြီးတော့မှဘယ်ရမှမရှိတော့တဲ့အရာကိုငါတို့ဘလို့တွေဘလို့တွေဖြစ်သွားခဲ့ကြတာလေပေါ့နော်အရင်တော့ကြာပြောရမယ်ဆိုလို့ရှိရင် twin point တွေတောင်းတောင်းတွေ့လို့ရှိရင်ရန်ချစ်ကြရည်လीနော်ရန်ချစ်ကြရည်အရင်နာဆိုင်နေနေ twin point connection တွေကအရင်နာဆိုင်နေအဲ့တော့နောက်တစ်ခု I just want you to be happy even if it's not with me. နော်မင်းမဟုတ်ဘူး။ငါနဲ့မဟုတ်ဘူးဆိုလို့ရှိရင်တော့မင်းပျော်ရွှင်နေရအောင်ပဲငါမြင်ချင်တယ်တဲ့နော်။ဒီမှာတခြားသူတယောက်နဲ့အဆင်ပြေနေပြီဆိုလို့ရှိရင်လည်းမင်းပျော်ရွှင်နေဆိုလို့ရှိရင်ငါအဆင်ပြေတယ်မင်းပျော်ရွှင်တာလေးကိုပဲငါမြင်ချင်တယ်ပေါ့နော်။သူကအဲ့လိုမျိုးပြောထားတာ။ရာ Twin flame တွေကဒါတော့ပြောမယ်ဆိုလို့ရှိရင်ဒီ Twin flame ထဲမှာမှ အာတက်တန်းကျသွားတဲ့အချိန်ပေါ့နော်တက်တန်းကျသွားတဲ့အချိန်တယောက်နဲ့တယောက်လက်ကိုလုံနိုင်သွားတဲ့အချိန်အဲစိတ်ထဲမှာပေါ့နော် peaceful ဖြစ်သွားတဲ့အချိန်နော်ဆက်ဆက်ချင်းမှာဆိုလို့ရှိရင်တယောက်နဲ့တယောက်အရန် attach ဖြစ်ကြရလေ twin flame နေဆိုတာကအာသူကလည်းကိုယ်ကိုလုံးဝစိတ်မချအောင်ကိုယ်ကလည်းသူ့ကိုလုံးဝစိတ်မချအောင် အရန်ကိုသဝင်တိုတယ်အရန်ကိုတွေ့တာတယ်တယောက်နဲ့တယောက်အဲ့ဒါကြီးကိုပူလောင်မှုနှစ်ယောက်လုံးပူလောင်နေကြတကယ်လို့ဆက်ဆက်ချင်းပြတ်သွားတယ်ဝေးသွားတယ်ဆိုလို့ရှိရင်လည်းဒီ twin flame တွေကနှစ်ယောက်လုံးကပူလောင်တယ်အဲသူ့ကိုလည်းတခြားသူရသွားမအောင်မလို့မလို့လောင်ကိုလည်းအကိုလည်းသူကတခြားသူရသွားမအောင်မလို့လောင်ပေါ့နော်အဲ့လိုမျိုးအရန်ကိုသဝင်တိုမှုတွေရှိတယ်အဲပြီးတော့လို့ရှိရင်တော့တဖြည်းဖြည်းတဖြည်းနဲ့ ပြန်ပြီးတော့မှအာဒီ reunion ဖြစ်လိုက်ပေါ့နော် reunion ဖြစ်လိုက်ပြန်ပြီးတော့ဝေးကွာသွားလိုက် reunion ဖြစ်လိုက်ကြာလာလို့ရှိရင်အဲတဖြည်းဖြည်းနဲ့ပေါ့နော်ဒီစိတ်ထားတက်သွားပြီးတော့မှနှစ်ယောက်လုံးတယောက်နဲ့တယောက်လက်ကိုလုံနိုင်သွားတယ်အဲအေးဆေးသွားတယ်ပေါ့နော်တယောက်ရဲ့စိတ်ကိုလည်းတယောက်ရှုံ့ကြည့်ရဲသူလည်းကိုယ့်ကိုချစ်ခဲ့တယ်ဆိုတာရင်တော့ကတော့သူကိုယ့်ကိုချစ်တယ်ဆိုတာလည်း အမဟုတ်မယုံကြည်ခြင်းဟိုနော်သူကိုသူကိုချစ်တယ်ဆိုတော့လည်းတိတ်မယုံကြည်ခြင်းကိုသူ့ကိုချစ်တယ်ဆိုတော့လည်းတိတ်ပြီးတော့မယုံကြည်ခြင်းနောက်ဆုံးမှကျတော့ပြက်လိုက်ဆက်လိုက်ဒီဖြစ်သွားရင်လည်းသူကိုချစ်တယ်ဆိုတာကိုလည်းတဖြည်းဖြည်းနဲ့တိတာတယ်ကိုကလည်းသူ့ကိုချစ်တယ်ဆိုတော့သူကလည်းတိလာတယ်တိလာတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့နေ့အောင်လုံး peaceful ဖြစ်သွားတယ် peaceful ဖြစ်သွားပြီးတော့လို့ရှိရင် အဲလက်ကိုလည်းလုံနိုင်သွားတော့အော်ဒီသူနဲ့ငါနဲ့ကတော့အာဒီလိုဒီလိုပဲအဆင်မပြေနိုင်ပါဘူးလေအဲတခြားသူနဲ့အဲကြိုက်သွားတယ်ဆိုလို့ရှိရင်လည်းအဲဒီရပါတယ်ဒီဆိုတဲ့အစိတ်မျိုးပေါ့နော်နှစ်ယောက်လုံးအဲ့လိုမျိုးဖြစ်သွားတယ်ဒါဒါကတော့အာဒီနည်းနည်းပေါ့နော် twin flame မှာတတန်းလူနေရဲ့ twin flame နေရဲ့မှာဆိုလို့ရှိရင်တိတ်မဖြစ်တယ်ပေါ့ နော်တတိယတတ်တန်းရှင်ဝါတဲ့ twin flame တွေထဲမှာဒါမျိုးဖြစ်တတ်တယ်အဲနောက်တစ်ခုကကြတော့အဲဒီ twin flame နိုင်အလုံးပေါ့နော် reunion ကအာဒီဒီလူနှစ်ယောက်တွေ့မှ reunion လို့မော်ဆိုလို့နော်နှစ်ယောက်လုံးဖြစ်စုဖြစ်ပြီးတော့မှစိတ်ထဲမှာရှိသွားရဲဆိုလို့ရှိရင်ကြာလေဒီစိတ်ချင်းမဲ့ပေါ့နော်ဆိုးချင်းမဲ့ reunion ဖြစ်သွားရဲ့ အဲ peaceful ဖြစ်သွားတယ် reunion ဖြစ်သွားတယ် and ဒီအပြင်မှာပေါ့နော် physical မှာတော့အဲ့လိုမျိုး separate ဖြစ်နေကြမှာပေါ့နော်အဲ့လိုမျိုးလေးလည်းရှိပါတယ်နော်အဲ့တော့ twin flame ဖြစ်ရတိုင်းဆုံရမယ်လို့မရှိဘူးနော်ဆုံဆုံကြတဲ့ twin flame တွေဆိုတော့ရှားပါတယ်နော် twin flame ကြောင့်လေးလာကြည့်ပါ Okay, not her. သူပါပြောချင်တယ်เนาะဒါလေးကဒီ twin flame နဲ့ဆက်ဆက်ကြည့်မယ်ဆိုလို့ရှိရင်ဒီကလေးကဒါလေးကိုပြောတယ်ဒါပေမဲ့ twin flame နိုင်တော့ဒီလိုမျိုးအာ peaceful တော့ဖြစ်မှာမဟုတ်เนาะဒါကအဲနှစ်ယောက်လုံးစိတ်ထားတတ်သွားတဲ့အချိန်ပေါ့เนาะရင်းချက်သွားတဲ့အချိန်စိတ်ထားတတ်သွားတဲ့အချိန်မှာဖြစ်ပါတယ်လို့เนาะနောက်တစ်ခါကျတော့ I thought we had more time เนาะငါတို့ဒီအချိန်ဒီထက်ပိုပြီးရောမှာပေါ့เนาะ ချိန်လေးတူတူဖြတ်တန်းခဲ့ရလို့ရှင်ပို့ပြီးတော့မကောင်းပါဘူးเนาะဒါတွေကလည်းတချို့လေးဆိုလို့ရှိရင်အဲပြောမှဆိုလို့ရှိရင် twin flame ဆိုတာကလေအဲ twin flame နေလို့เนาะဒီ connection မျိုးမှာဘာဖြစ်ဘာဖြစ်တယ်လဲဆိုချိန်ကျတော့အချိန်တွေ့တာအာတွေ့ခဲ့တဲ့အချိန်ကခဏလေးเนาะတွေ့ခဲ့တဲ့အချိန်ကခဏလေးအဲအဲ့ဒီဒီ တန်ရောင်းစင်ဖြစ်သွားတယ်တွဲသွားတယ်ဆိုတော့ distance ဖြစ်တဲ့အချိန်ကအကြာကြီးအပြင်မှာတွေ့လိုက်ရတဲ့အချိန်ကခဏလေးဒါကအာ twin flame တွေဖြစ်နေကြသဘောတဘာဝါးရီတွေမှလည်းတကူပါတယ်ပေါ့နော်အဲတွေ့ရတဲ့အချိန်ကရီစားဖြစ်ပြီးတော့မှကြိုက်ရတဲ့အချိန်ကအနှင်းငယ်ပဲရှိရဲ့အ distance ဖြစ်နေရများတယ်ပေါ့နော်ဒီ twin flame တွေကအဲ့လိုမျိုးဖြစ်ကြရင်ပေါ့เนาะအဲသူကလည်းပြောထားတာကျတော့ဒီထပ်ပို့ပြီးတော့မှအချိန်လေးဒီ twin flame နဲ့ twin flame return ဆိုချင်ညာပေါ့နော်ဒီထပ်ပို့ပြီးတော့မှအချိန်နေပို့ပြီးတော့မှတွေ့ခဲ့ကြရင်ပိုကောင်းပါတဲ့နော်အဲ့တော့ twin flame ဆက်လေးဆိုတော့ energy ကမ်းမယ်လို့ညော်နေပါတယ်ကွယ်ဒါတချို့ရေဆိုလို့ရှိရင်ပြောနေကြစကားရအောင်ဖြစ်ဖြစ်ပေါ့နော် twin flame ရေဆိုလို့ရှိရင်อืม ဘာဖုံးကွယ်ထားရလဲတဲ့နော်မိမဖုံးကွယ်ထားတဲ့မိမဖုံးကွယ်ထားတဲ့အရာဟောကတည်တယ်ပေါ့နော်ဘာဖုံးကွယ်ထားတာလဲပေါ့နော်အာပြီးတော့လို့ရှိရင်တယောက်တစ်ယောက်လည်းတိတ်ပြီးတော့မှ twin flame နေမှာအာရှုထားရဆိုတော့တိတ်မရှိဘူးပေါ့နော်အမ်ဒီမှာတော့တခုခုဖုံးခွေထားရဆိုတဖက်လူကတခုခုဖုံးခွေထားရဆိုလို့ရှိရင်တဖက်ကလူကတည်နေရမျိုးပေါ့နော်မင်းဘာဖြေဖုံးခွေထားလဲငါ့ကိုပြောပေါ့နော်ကဲ ဒါကတော့ဒီနေ့ရဲ့ twin flame reading လေးဖြစ်ပါတယ်အဲ twin flame တွေရဲ့ဒီ reunion နေဖြစ်မလားဖြစ်မလားဆိုတော့ကျွန်မမကြည့်ပြီးတော့ဘာလို့လဲဆိုချင်ကြတော့ twin flame state ကအများကြီးအဲ twin flame state energy ကိုင်မဲ့သူတွေလည်းရှိရပေါ့နော်အဲအဲ့ဒီအတွက်ကြောင့်မို့လို့တချို့လည်း reunion ဖြစ်ရင် ဖြစ်နေမယ်ပြီးတော့လို့ရှင်ပြန်ပြီး separation ပြန်ဖြစ်မယ်အဲ့လိုမျိုးဖြစ်နေအောင်ဆိုချင်ကြတော့ပြန်ပြီးတော့ရှိပေါင်းပြန်ပြီးတော့ reunion ဖြစ်မလားဆိုတော့ပေါင်းပြီးတော့ မကြည့်ပေးတော့ဘူးအဲသူ့ရဲ့ပြောချင်တဲ့စကားတွေသူတရိယနေတဲ့အကြောင်းအရာလေးပေါ့နော် သူမှဖြစ်နေတဲ့ဆိုသူတရိယနေတယ်အဲသူဆွာပြောတလို့ပဲပေါ့နော် ငါတို့တွေအတူတူရှိခဲ့တဲ့နေရာနေပြီးတော့တယောက်နဲ့တယောက်လက်မလွတ်နိုင်တဲ့အခြေအနေနေထားရနေပြီးတော့ငါတို့တွေဘယ်လိုလုပ်ဝေးသွားကြတာလဲပေါ့နော်ဒါမျိုးလေးတွေဒါသူပြောချင်နေတဲ့စကားသူရင်နေတဲ့စကားလေးပေါ့နော်တခြားသူနဲ့မင်းနဲ့အဆင်ပြေနေရဆိုလို့ရှိရင်လည်းငါကျေနပ်ပါတယ်ပေါ့နော်ငါတို့တွေအချိန်ဒီထက်ပိုပြီးတော့မှအောင်များများဆဆရှိခဲ့လို့ရှင်ပိုကောင်းပါပဲပေါ့နော်ပြီးတော့လို့ရှင်အဲမင်းပါရီ ဖုံးကွယ်ထားလေဒါမဟုတ်လို့ရှိရင်မင်းဘာလုံနေတယ်ပေါ့နော်အဲ့လိုမျိုးအဲမင်းငြိမ်ပြီးတော့မှဘာလုံနေတယ်ပေါ့နော်ဒါမျိုးလေးတွေအဲတစ်ဖက်ကတွင်ကအသိချင်နေပါတယ်လို့နော်ကဲအားဆိုလို့ရှိရင်တော့ twin flame တွေဒီနေ့ကြမယ်လို့မျှော်လင့်ပါတယ် collateral reading တွေဖြစ်တဲ့အတွက်ကြောင့်မလို့ energy guide တဲ့ဘိုင်းလေးတွေကိုပဲယူပေးပါလို့ပြောချင်ပါတယ်အားလုံးပဲ bye bye